င်းဗလာဒီပေးမယ်။ Oh my god what the hell ။ဖျောင်းရေဘလို့ရောနေနေနော်ကြီးလား။လက်မင်းနဲ့ကျွန်တော်ပေးတာတော့ Oh my god ။ Hello အားလုံးပဲမင်္ဂလာပါကိုဘော့ဂိမ်းရဲ့ Facebook page နဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီနေ့ video လေးကတော့နောက်နောက်မှာ trash ရှိမဲ့ skin နေတဲ့တူနောက်နောက်မှာဘလို့ event တွေပါလာမလဲဆိုတာလေးကိုအသေးစိတ်ရှင်းပြပေးပါမယ်ဖြစ်ပါတယ် video လေးမစခင်မှာကျွန်တော် YouTube channel လေးကို subscribe မလုပ်ရသေးရင် subscribe နေပြီးတော့ဝင်ရံပေးပါဦး subscribe လုပ်ပေးတဲ့ညီကိုလေးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ကဲတော့ let's go brother ကျွန်တော်ရဲ့ရှင်းမဆွဲဘဲနဲ့ video လေးကိုစလိုက်ကြအောင်ဗျာ ပထမဦးဆုံးအနေနဲ့ကိုဘောကတော့နောက်လာရဲ့ပြက်ကလေးလေးကိုအရင်ဆုံးပြောပြပေးမှာဖြစ်ပါတယ်။ Okay ပုံမှန်တိုင်းဆိုလို့ချင်းလာနေကြကျွန်တော်ဂိုးပတ်လေးလာမှာဖြစ်ပါတယ်ဗျ။ဂိုးပတ်မှာဆိုလို့ချင်းတော့ Queen Skin လေးပါလာမှာဖြစ်ပါတယ်။အဲ့ဒီ Queen Skin လေးကိုလည်းကိုဘောခဏနေပြပေးပါမယ်ဗျ။ဒါကတော့တရက်နေ့ရက်နေ့30အတွင်းဂိုးပတ်ပြီးတော့ဒါကတော့တရက်နေ့ရက်နေ့ပြီးတော့မှ7ရက်နေ့တွင်ကတော့30နဲ့ကျွန်တော် CW1 ဖြစ်ပါတယ်။ ပြီးတော့ကျွန်တော်10ရက်နေ့ကနေပြီးတော့မှ30ဒီရအတွင်းအကြတော့ကျွန်တော် Madden Event လေးထပ်ပြီးတော့မှထွက်ရှိအောင်မှဖြစ်ပါတယ် Equipment တွေလည်းပါလာအောင်မှပဲဖြစ်ပါတယ်ဗျပြီးတော့ကျွန်တော်22ရက်နေ့ကနေပြီးတော့မှ28ရက်နေ့တွင်တော့ Clan Game ပါဝင်လာမှာပဲဖြစ်ပါတယ်30ဒီရက်နေ့ဆိုလို့ရှိရင်တော့ Go Championship ပြိုင်ပွဲနောက်ဆုံး Final အဆင့်ကိုကျွန်တော်တွေ့ရှိရမှာဖြစ်ပါတယ်ပြီးတော့ဒီဘက်ကကျတော့ကျွန်တော်ဒီ Creator Snake Beast ဆိုတာကကိုဘောတော့ Run အကြောင်းနေ Run အသစ်တွေပါလာမယ့်အကြောင်းလေးတွေကိုဘောတော့အသေးစိတ်ဒီထဲမှာရှင်းပြပေးမယ့် Video လေးတွေပေါ့နော်ကိုဘောအဲ့ဒါလေးကကျွန်တော်မလာခင်မှာကျွန်တော် Video လေးတွေကြိုးပြီးတော့မှ တင်ပြီးမှဖြစ်ပါတယ်။ Okay ကျွန်တော်ကတော့ဒါ scan တွေအတွက်ကိုတော့တော်တော်လေးရင်ခုန်နေတာဖြစ်ပါတယ်။ တော်တော်လေးလှတဲ့ skin တွေမလို့ရင်ခုန်နေရပါ။ Okay အဲ့တော့ let's go ကျွန်တော်တို့သွားပြီးတော့မှ skin လေးတွေကိုသွားကြည့်လိုက်ကြအောင်။ပုံမှန်တိုင်းဆိုလို့ချင်တော့ကိုဘောတော့ hero skin တွေကိုအရင်ပြလိုက်ပြတာရှိတယ်ပေါ့။ဒါမဲ့ဒီတစ်ခေါက်တော့ brother တို့ကျွန်တော် mask skin လေးကိုအရင်ပြပေးမှဖြစ်ပါတယ်။ mask skin ကတော်တော်လေးကိုလမ်းနေတွေ့ကြမလို့ဖြစ်ပါတယ်။ဒီ mask skin ဆိုလို့ချင်တော့ legendary mask skin မဟုတ်ပါဘူး။ကျွန်တော်တို့ dollar 9.99ချက်စီရတဲ့ဆိုဆိုရင် dollar 4.99နဲ့ဝယ်လို့ရမယ့် skin ဖြစ်ပါတယ်။သူရဲ့ skin လေးကိုတစ်ချက် show လိုက်မယ်ဆိုလို့ချင်တော့ legendary skin နဲ့တော့မှားလောက်တဲ့အထိဖြစ်ပါတယ်။တော်တော်လေးကိုမှလည်းကြီးပြီးတော့မှ လုံးဝရှယ်လာတာပဲဖြစ်ပါတယ်ဒီလလည်း Halloween နဲ့ပတ်သက်နေတဲ့အတွက်ကြောင့်မလို့ထွက်လာတဲ့ skin တွေကလည်းတော်လေးကုန်မအောင်ကျွတ်စင်ဖြစ်ပါတယ်ဒီ skin ကိုကြည့်မယ်ဆိုလို့ရှိရင်လုံးဝအမှန်ကန်လုံထားပေးတဲ့နေထိုင်ရဲ့ကျွတ်တယ်ဒီကနေပြီးတော့မှထွက်သွားတဲ့လုံရင်ဟိုအောက်ထိပေါက်ထွက်သွားတာနော်ဆောနာတွေ့လိုက်တာဒါအာဂါသာကြီးထဲမှာလုံးဝပြန်နေထိုင်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကိုတို့အသေးစိတ် detail လေးကိုလိုက်ပြီးတော့မှပြပေးမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းအာ Google line ပေါင်တစ်ချောင်းပြက်လမ်းလျှောက်နေရာကိုတွေ့မြင်ရမယ် ်ပြီးတော့ဒီဘက်ချမ်းပါလို့ဆိုလို့ရှိရင်လည်းဖျောင်းနိုင်လေးတွေထိုးထားတဲ့လောင်ရည်လေးတွေရောပြီးတော့ရင်အောက်ကပြန်လေးတွေပြန်နေတာကိုလည်းတွေ့မြင်ရမှာပြတော်တော်လေးကိုကျွတ်တဲ့ skin တော့သိမောင်းလို့လုံးဝဒီအဆောက်အဦးဆိုလို့ရှိရင်လည်းလှုပ်ထားတာရှယ်ကြီးဗျာတိုင်းယူကဘောတော့ဒေါ်လာ4.99နဲ့ဝယ်ရမှာဖြစ်ပါတယ် oh my god ရှော်စင်းများတဲ့သူကတော့ဒေါ်လာ9.99ဖြစ်ပါတယ်ဒေါ်လာ9.99ဆိုရင်လည်းတော်တော်လေးကိုတန်နေပြီဖြစ်ပါတယ်ဘာလို့လဲဆိုတော့ legendary skin နီးနီးလောက်ကိုလှုပ်ထားပေးတာဖြစ်တဲ့ကြောင့်ဘလို့ပဲဖြစ်ဖြစ်ကိုဘောစိတ်ထင်တော့ဒီ mask skin ကတော့တော်တော်လေးတန်နေလို့ထင်ပါတယ်ဗျာ โอเคအဲ့တော့ let's go brother တို့ကျွန်တော်ဟိုဘက်ကနေအသေးစိတ်လေးတစ်ချက်ပြပေးမှာဖြစ်ပါတယ်โอเคဒါလေးကတော့သူ့ရဲ့ဒီအနေထားလေးပေါ့နော်အဲသူက color capillary ဒီဒီဘက်ကပုံစံလေးတွေဒီ beta bit သွားတဲ့ပုံစံလေးလှေလေးပုံစံနဲ့ဒါလိုမျိုးလေးတွေးမိရမယ်ပြီးတော့ရင်ဒီနေရာမှာဆိုရင်တော့ဒါ color capillary crash လောက်တဲ့နေရာလေးကတော့တကားပေါက်လေးတွေနဲ့လေကားလေးတွေနဲ့အာလောင်ရင်လေးတွေနဲ့ပုံမှန်တိုင်းလေးလောက်ထားပြတယ်တော်တော်လေးကျွတ်တယ်ဒီနေရာလေးဆိုလို့ရှိရင်လေဒီဘက်ဘေးမှာကြည့်မယ်ဆိုလို့ရှိရင်လေဒီအောက်ကနက်ခါကဆက်မနေဘူးတော့တိတ်မောင်းဒါတွေကတစ်ခုနဲ့တစ်ခု နည်းနည်းလေးလှမ်းနေရပါတော့ဒီဟာဆိုလဲတစ်ချက်တော့ကြည့်တာဦးဒီမှာလေးလုံးဝမီးလေးတွေလင်းထင်ပြီးလှုပ်ထားပြီးချွတ်စင်ရင်ဗျမက်စကင်ကတော့တော်တော်လေးကိုလှတယ်ပြောစရာတော့မရှိဘူးပေါ့နော်ဒီဘက်ကဒါကျွန်တော်တို့ဒီ super true တွေထုတ်တဲ့နေရာလေးရာလဲအိမ်ပုံစံလေးလှုပ်ထားပြီးတဲ့ဘေးမှာတဲလေးနဲ့ဒီကလားလေးရာလဲဈေးလာရောင်းနေမယ်ပေါ့နော်ဒီဘက်ထဲမှာနည်းနည်းလေးအောက်လေးဆွဲကြည့်မယ်ဆိုလို့ချင်းဒီကြောက်ကြောက်တုံးလေးတွေလှုပ်ထားတာဗျကြောက်တုံးအမှုန်လေးလှုပ်ထားတာတော်တော်လေးပြင်းပြင်းနဲ့လို့ပြောလို့ရရယ်နော် โอเคမက်စကီတော့ဒီကောင်ကဘယ်နေ့နေ့မှာရောင်းချပေးမှာလဲဆိုလို့ရှိရင်တော့3ရက်နေ့မှာရောင်းချပေးမှာဖြစ်ပါတယ်ဝယ်ခြင်းနဲ့ညီကိုလေးတွေကတော့ဒါကိုဘွဲရဲ့ဒီဘက်ဘီနာနေ့မှာ Viber Telegram လေးရှိတယ်အဲ့ရနေ့ဆက်သွယ်ပြီးတော့ဝယ်ယူအားပေးလို့ရတယ်မဝယ်ခင်မှာဆိုလို့ရှိရင်လည်းကျွန်တော် senior မှာကိုဘော့စ်လို့ရိုက်ထည့်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်းအားပေးလို့ရပါတယ်โอเคဒါလေးကတော့ကျွန်တော် Go Pack Queen Skin ပဲဖြစ်ပါတယ်လုံးဝလှင်မြန်တွက်လက်နေပြီးတော့မှအယိုးကောင်းလေးကိုကင်ထားတဲ့ Queen လေးဖြစ်ပါတယ်โอเค သူက Halloween ဆိုတော့လေအဲ့လိုမျိုးပေါ့နော်တရဲတွေနဲ့ပတ်သက်နေတာလေးကိုကျွန်တော်တွေ့မြင်ရမှာပဲဗျသူ့လက်ထက်ကဒူးလေးကဘာနဲ့လှုပ်ထားလဲလည်းမသိဘူးကြောက်ရင်ဒူးလေးကအကြီးပါလားအာဒီ Queen လေးကတော့ဒေါင်းမြင့်ပန်းနဲ့ဆိုတော့အရက်ကနည်းနည်းရှိနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ် okay ခဏနေကျွန်တော် hero လေးတွေရဲ့ game လေးလေးကိုတစ်ချက်ပြပေးမယ်ဗျဒီ hero ၅កောင်တွေမှာအကြိုက်ဆုံး skin လေးတွေကိုလည်းကိုပေါ့ရွေးထုတ်ပေးဦးမှာဖြစ်ပါတယ် ော်တော်လေးကိုအံ့အားသင့်သွားလုပ်တဲ့စကင်တွေပါတာပဲဖြစ်ပါတယ်ဒီ queen skin ကတော့ပုံမှန်တိုင်းကျွန်တော်တရက်နေ့မှရောင်းချပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ go pad wear တဲ့ queen skin လေးကိုပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်အခုမြင်နေရတာကတော့ဒါ minion prince skin ပဲဖြစ်ပါတယ်လုံးဝကျွတ်စီရင်ထွက်လာခဲ့တဲ့မြတ် skin တွေပုံစံနဲ့မှဒီသူ့ရဲ့ပင်ကိုရုပ်မရှိတော့ဘဲနဲ့ကိုတော်တော်လေးကျွတ်ထွက်သွားတဲ့ skin ဖြစ်ပါတယ်ဒီလား hero skin တွေကတော်တော်လေးကိုထူးခြားတာပဲဖြစ်ပါတယ်ဒါ designer ပြောင်းလိုက်တာလားလို့ကိုဘောတော့မပြောတတ်ဘူးမနော်တော်တော်လေးလှတဲ့တဲမှာကိုပါတယ်ဗျ ဒီ dragon တောင်မန်ကြီးอ่ะဆိုလို့ရှိရင်တော့ဘေးနားမှာကိုလုံးဝအကြီးပြန့်ထွက်နေခဏနေကိုပေါ့ hero တွေအတန်းလိုက်နေပြပေးမယ်နော်ဒီလောက် gover skin တွေရောပြီးတော့လို့ကျထွက်လာတဲ့ hero skin မှန်သမျှ mask skin တွေအကုန်လုံးကတော်လေးကျွတ်တဲ့ထဲမှာကိုပါတယ်ဗျဒီကောင်ကြီးကိုတစ်ချက်ရှုကြည့်ပြပေါ့သိပေါ့လို့လုံးဝအမှန်ကန်ကြီးกว่าလှုပ်ထားပြလိုက်ရကိုပေါ့ဒါကြီးကိုကြည့်ပြီးတော့ဒီ skin တွေရော mini brick skin ကတော့လုံးဝကျွတ်စင်ကြီးဆိုပြီးတော့ကိုပေါ့ တိုက်သွားပါအဲ့ဒီကနေပြီးတော့နောက်တစ်တစ်ခေါက်ထပ်ပြီးတော့မှကျွတ်စင်တစ်ခုပါသေးတယ်တစ်ချက်ဖြတ်ပြီးတော့ပြပေးအောင်ပဲဒီ mini break skin ကတော့9ရက်နေမှရောင်းချပေးတော့မှာပဲဖြစ်ပါတယ်ဒါကတော့ wire champion skin လေးပဲဖြစ်ပါတယ်ဒီ skin လေးကတော့9ရက်နေမှရောင်းချပေးမှာဖြစ်ပါတယ်သူကတော့အဲ့လိုမျိုးပက်ချာတွေလှည့်ပြီးတော့လုံးပြနေတဲ့အာတရဲမလေးပဲပြောရမှာပေါ့နော်လက်ထဲမှာလည်းကြိုင်ထားတဲ့လှမ်းလည်း ဘာလေးတွေလည်းမသိဘူးဆွဲထားတာဘေးနားမှာပြန်နေတဲ့အကောင်ကဘာတွေလဲဝိညာဉ်တွေလားအယိုးကောင်းနေဝတ်တဲ့အယိုးကောင်းနေကပြန်ပြီးတော့ဝဲနေမယ်သူလက်ထဲမှာဒါကြီးတိုင်းကကြီးကအယိုးကောင်းနေအကုန်လုံးစုထားတဲ့တိုင်းကကြီးနော်ဝတ်တဲ့တန်ကျိုးတွေနဲ့လည်းဒီကိုလုံးကိုပတ်ထားမယ်ခါလေးနည်းနည်းစောင်းနေရတော့ကျွန်တော်တို့သီးခံရမယ်နော်သူကတရေဆိုတော့လည်းနေထားလေးကိုလည်းလုတ်ပြပေးတာဖြစ်ပါတယ်ဒီဝဲရဲ့ချန်ပီယံစကင်ကလည်းတော်တော်လေးချွတ်တဲ့ထဲမှာပါတယ်သူကကျတော့ခုနှစ်ရက်နေမှရောင်းချပေးမှဖြစ်ပါတယ်အဲ့တဲ့လုံးဝချွတ်ပြီးတော့မှ share လာမယ်စကင်ကတော့ဝါရမ်ပဲဖြစ်ပါတယ် oh my goodness ဝါရန်ဆိုလို့ရှိရင်တော့ကိုရဲ့နေ့မှာရောင်းချပေးမှဖြစ်ပါတယ်ဝါရန်ကြီးကအဲ့လိုမျိုးအရက်ရှိရှိကြီးနဲ့အကောင်ကြီးကြီးကိုတွေ့မြင်မှာဖြစ်ပါတယ်လုံးဝအကျွတ်စီထွက်ခဲ့မှုတမဲ့စကင်တွေမှာဒါမျိုးပုံစံမပါတာတော့အမှန်ကန်ပါပဲကြည့်ပါဦးကွာ oh my goodness လုံးဝအကောင်ကြီးနဲ့လှုပ်ထားတဲ့ပုံစံယောက်ျားဆန်တယ်ယောက်ျားလေးတော်တော်များများတော့ကြိုက်ကြလေးမယ်လို့ထင်ပါတယ်ကျွန်တော်စိတ်ထင်တော့ ကိုဘိုးတော့ဒီကောင်မြင်နေအောင်စာပြီးတော့ချိတ်သွားတော့ပါပဲ။ Okay ဒါလေးကျတော့ကိုရဲနေမှာရောက်ရှာပေးရဖြစ်ပါတယ်။ဒါကိုဘိုးတော့ဒီ game play လေးကိုတစ်ချက်ပြီးရင်ပြန်ပြီးတော့ပြပေးအောင်မယ်။ Okay နောက်တစ်ခုကတော့ကျွန်တော် game skin လေးတစ်ချက်ပြပေးမှာဖြစ်ပါတယ်။ Okay ဒီ game skin လေးကတော့7ရက်နေမှာရောက်ရှာပေးမှာဖြစ်ပါတယ်။ game လေးကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါတိတိလေးကိုကင်ထားတဲ့ game ဖြစ်ပါတယ်။ Oh my goodness ဒါကတော့နည်းနည်းနည်းတော့ဒါကြီးမဟုတ်ဘူးเนาะပြီးတော့လို့ရှိရင်သူကလည်းအကောင်ကြီးဆိုတော့ဒီကောင်ကြီးကိုကျွန်တော်တို့ကလက်မင်းနဲ့ကပ်ပြီးတော့သုံးလိုက်မယ်ဆိုလို့ရှိရင်တော့ဇက်ခရင်တကူလုံးဖုံးသွားလောက်ဖြစ်သွားလိမ့်မယ်ဗျခဏနေကိုဘော game play တွေပြပေးပြီเนาะ brother တော့တော်တော်လေးချွတ်တယ်ဗျ game play လေးမပြခင်မှာကိုဘောအစင်လိုက်ဒီ hero skin ထွက်မယ့်ရက်လေးတွေကိုပြောပြပေးအောင်မှာဖြစ်ပါတယ်ပထမအုံးဆုံးအနေနဲ့ကျွန်တော် go pack မှာဆိုလို့ရှိရင်တော့ queen skin လေးကတရက်နေ့မှာစပြီးတော့မှရောင်းချပေးမှာဖြစ်ပါတယ်သုံးရက်နေ့ကျလို့ရှိရင်တော့ဆန္ဒကိုဘောပြပေးတဲ့ man skin ကိုရောင်းချပေးမှာဖြစ်ပါတယ်၅ရက်နေ့မှာဆိုလို့ရှိရင်တော့ minion prince skin ကိုရောင်းချပေးမှာဖြစ်ပါတယ်ခုနှစ် ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ဝိုင်းရန်ချန်ပီယံစကင်ကိုရောင်းချပေးမှာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ကျွန်တော်9ရက်နေ့မှာဆိုလို့ရှိရင်ဝါရန်ဖြစ်ပြီးတော့မှာ17ရက်နေ့ကြလို့ရှိရင်တော့ဒီကင်းယုံရောင်းချပေးမှာပဲဖြစ်ပါတယ်โอเคအဲ့တော့ let's go ကျွန်တော် game play လေးကိုတစ်ချက်သွားပြီးတော့မှာကြည့်လိုက်ကြအောင်โอเคအဲ့တော့ပထမဆုံးအနေနဲ့ကိုဘောကင်းလေးကိုအရင်စမ်းပြပေးမှာဖြစ်ပါတယ်โอเคကင်းလေးတို့ချက်ရှာမယ်โอเค Oh my god မြင်နေတော့ပြီနော်တိတ်မော်တော့ဓာခုံးလိုက်တဲ့ဓာအရာကြီးကအောက်မှာကျန်နေခဲ့တာကြီးကကျွတ်တယ်ဗျ Okay. ဟောင်ရေကင်းဗလာဒီပေးမယ်။ Oh my god what the hell ဟောင်ရေဘလို့ရောနဲနော်ကြီးလားလက်မင်းနဲ့ကျွန်တော်ပေးရတော့ Oh my god ကိုယ်စိတ်တွေတလို့ပဲကင်းရတစ်ချက်လုံးပြည့်နေပြီဟောင်ရေ Oh my god ဟောင်နဲနော်ကြီးကောင်းလား what the hell အပပလက်မင်းနဲ့တွေ့လိုက်တာကြောက်စရာကြီးပါဖြစ်ကုန်တယ်။ Okay ကျွန်တော် water လေးကိုတစ်ချက်ကြည့်ကြည့်အောင် water ကိုအဲပြောင်းမယ်။ ဖွတ်သန်ဖျော်အကွင်းနဲ့ပြစ်တာရောဘလို့ကြီးတော့လို့ဟာဟာဖျော် Oh my god ဟိုတကယ်ကြီးပါကွာဒီလောက်ထွက်တဲ့ skin တွေကပုံမှန်လားနေတဲ့ကိုလုံးဝတူမနေဘူးကွာအော်ဟိုသိမ်းမုံတို့ရေတစ်ချက်ရှိုးကြည့်လိုက်ပါဦးအကွင်းနဲ့ဘလို့ကြီးတော့အကွင်းကနေလှမ်းပြီးတော့မှအစွမ်းနေထွက်ပြီးပြစ်တဲ့ပုံစံပြောတော့စာအုပ်ကကြားထဲမှာတွေ့လားအကွင်းရဲ့လက်တက်တက်မှာစာအုပ်ပါတယ် Oh my god. Okay. အော်ရွေးကျစီကွာ Okay ဝါရရှမ်ပီယံလေးကိုကျွန်တော်ရှာကြည့်အောင်ဟောဝါရရှမ်ပီယံစကင်မပါလား sorry ပါကျွန်တော်စကင်မထည့်ရသေးဘူးအဲ့တော့အဲ့ဘက်ကိုထားလိုက်မယ်ကျွန်တော်ကွင်းအောင်သွားမယ် Okay ကွင်းရတော့ကိုဘောတို့ဒီသူ့ရဲ့မြားပြည့်တဲ့ပုံစံကပြောင်းသွားတယ်နော်မြားအယောင်လေးတွေထွက်လာတာပြောင်းသွားမယ် Okay ကွင်းလေးဟောပေါ်ကကျွန်တော်ဈီးခွက်လေးနဲ့ကွင်းတော့တိတ်မမြင်အောင်ဗျကွင်းလေးတည်သွားရင်ဘလို့တည်မလဲကင်းတည်နေတဲ့အနေထားလေးကိုတော့တစ်ချက်ရှိုးလိုက်အောင် okay queen validity okay ကွင်းရောအမှန်တကယ်အမှန်ကဟောဒူးလေးပါထောက်ပြီးပြပြနေကိုပေါ့အမှန်တိုင်းပြောရင်ဒီဂိုးပတ်မှာ queen skin ထည့်ပြရတော့ okay လူတိုင်းတော့တိုက်ကြမယ်ထင်ပါတယ်ကွင်းတည်တာကိုလည်းအေးအေးဆေးဆေးနဲ့မမြင်ရသေးဘူးပြီးရင်ကျွန်တော်ပြန်ပြအောင်မယ်เนาะအဲ့ဒါလေးကိုပြီးတော့ကျွန်တော်ဒီမှာကင်းတည်နေတဲ့အနေထားတော့ခေါင်းကိုကင်ပြီးတော့မှလှုပ်နေတဲ့ပုံစံလေးဖြစ်ပါတယ်အေးကွင်းချမယ် probability ကိုရဲ့အများပြစ်ပုံတွေကတော့တော်တော်လေးလာတဲ့ထဲမှာပါပါတယ်ဗျအများလေးကပြောင်းလာဒီ၃ချောင်းလုံးပုံမှန်ဟိုးရင်တော့ကွင်းလိုမျိုး၃ချောင်းထွက်တဲ့အနေထားလေးဖြစ်ပါတယ်ဝါရန်ကြီးပြစ်တာလဲကျွတ်တယ်နော်ဝါရန် enemy ဘက်ကပြစ်ရင်တော့ तू ကနောက်ကဝိုင်းထတာနော်ကိုကသွားတိုက်ပြီးတော့ပြစ်မယ်ဆိုလို့ချင်း तू ရှေ့မှာဝိုင်းကြီးပေါ်တာ oh my god ကွင်းလေးဘလို့ကြွမှာလဲတစ်ချက်ရှိုးခြင်းလို့ဘုံကြီးထားခုတ်တယ်ရဲ့ကြောက်စရာကြီးဟိအောင်ကြီး okay ကွင်းကအုတ်ထုတ်ကျွတ်သွားတာနော်တိတ်ပေါ်တော့ โอเคအုတ်ထုတ်လေးကျွတ်သွားတယ်ပြီးတော့ဓာလေးရောခြေတော့အော်အောင်ကြီးအမားကသူ့မှာသွားဆိုင်နေတာဝတ်တဲ့ကွင်းကတော့ဒီတရေတွေထဲမှာမှ तू ကတော့နည်းနည်းလေးမော်ဆန်တဲ့ပုံစံမျိုးနဲ့မျက်မှန်လေးပါနည်းနည်းခစ်မိသွားတယ်ဗောနော်ကွင်းကတော့โอเคဂူပတ်စမာထည့်ပြီးတာလဲကောင်းပါတယ်တော်တော်လေးလဲโอเคအကျွန်တော်မီနီပရင်တစ်ချက်ကြည့်အောင်ဝတ်တပ် Oh my god အယောင်ကြီးအကောင်ကြီးအဲ့လိုပြန်ပြီးတော့ဒီနေမသိရင် dragon ကြီးကြာနေ Oh my godness သူတွေက dragon ကြီးထုတ်ထားသလားအောင်မရဘူး တော်တော်လေးလမ်းနဲ့ရောက်ရေးစကင်ရ what the hey ပြစ်လိုက်တဲ့ effect တွေကိုတစ်ချက်ရှိုးလိုက်အောင်သူပြစ်လိုက်တဲ့ effect တွေဟာလုံးဝအစိမ်းရောင်တွေထွက်နေရကြီးကျွတ်စင်ပြဟောရောက်ရေးဒီဇိုင်းဆွဲတဲ့ကောင်ဆောင်းရင်းရှိသွားပြီရော့မှာ validity oh my god ဒီကောင်တေးမယ်ဆိုရင်ရောဘယ်လိုတေးမလဲဒီကောင်ကကျွန်တော်စိတ်ချင်တောင်းပန်နေကျိုးပြီးတော့မှပြုတ်ကျသွားမလားဒါမှမဟုတ်လေးပေါ်မှာမြောက်နေမလားကြည့်အောင်သိအောင်လို့ရလှုပ်ထားတကယ်ကြီးနော်ဒီလာမင်းအမှန်ကန်ကြီးလှုပ်ထားပေးတာ โอ้ my god ဒီလားစကင်ရတော့ကိုဘောတစ်ဆက်လုံးလေးဥထားလိုက်အောင်ပဲဗျာဆောက်ရဲလန်းတယ်အပပဟဲ့ဒီကောကြွတော့မလားကြွတဲ့နေထားလေအိုး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 ဟေးဟေးကြွကြွပဲမယ်နော်လေးပေါ်မှာပဲ sorry ပဲတဲ့မင်းရဲ့ print တော့ဘယ်တော့မှအောင်မစင်း okay ဒါလေးကတော့ကျွန်တော်တို့ဒီလာထွက်တဲ့ skin လေးတွေဖြစ်ပါတယ်တော်တော်လေးမိုက်တဲ့ထဲမှာပါတယ်ဒီထဲမှာကိုဘောအကြိုက်ဆုံး hero လေးတွေကိုတစ်ချက်ပြောပြပေးမှာဖြစ်ပါတယ်ကိုဘောတို့ profile လေးကိုတစ်ချက် show လိုက်မယ်ဆိုလို့ရှိရင်တော့ဒါမျိုးပုံစံတွေ့မြင်မှာဖြစ်ပါတယ်ဒီလာရဲ့ကျွန်တော်အကြိုက်ဆုံး hero skin ကိုပြောရမယ်ဆိုလို့ရှိရင်တော့ minion print နဲ့ warden တော့တော်တော်လေးကိုတမူထူးရှားနေတဲ့ skin လေးတွေဖြစ်ပါတယ်အဲ့တော့ king တို့တခြားဟာတွေကိုမကြိုက်ဘူးလားဆိုပေမဲ့လည်းအကြိုက်ဆုံးတွေကအကြိုက်ဆုံးပြောရမယ်ဆိုရင်တော့အဲ့ဒီ hero နှစ်ကောင်ပေါ့နော်ကျွန်တော် minion print နဲ့ warden တော့လုံးဝကျွတ်စင်ပုံမှန်ထွက်ရှိလာတဲ့ skin တွေတက်ကူမှာတော့တော်တော်လေးကို ထူးခြားတဲ့စီစဉ်ဖြစ်ပါတယ်အကူလာစီစဉ်လုံးဝကျွတ်စင်အကောင်ရဲ့ကြည့်ပါအောင်အပြင်ကိုထွက်ပြီးတော့မှဟိုမှာပေါ်ကကျွန်တော်ဒီလောက်လောက်ချတဲ့ဘက်တယ်ပလစ်နေကိုသွားပြီးတော့မှထိနေရကြည့်ပါအောင် what the hell တောင်မန်ကြီးကလည်းကြည့်အောင် oh my god လုံးဝကျွတ်စီနေအောင်ပြသတော့ okay english man တွေမှာတစ်ချက်သွားကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း minion print အားအဲ့လိုအပြင်ကိုထွက်နေတဲ့ပုံစံကြီးကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒါကြီးကတော်တော်လေးကိုကျွတ်တယ်တော့သိမော်တော့ minion print ရဲ့ကင်းရဲ့ warden ကိုတစ်ချက်ရှုလိုက်ပါအောင်သူတို့သုံးကောင်လုံးကိုတစ်ချက်အပြင်မှာထွက်နေအောင် oh my god ဒီကင်းရဲ့ဒီအပေါ်မှာလေးထွက်နေတဲ့ခေါင်းစားလေးတွေ့လား မိုက်နေတော့အဲ့ဒါလေးကလည်းတော်တော်လေးအရှင်လေးလောက်ထားပေးတာတော်တော်လေးကျွတ်တယ်ဗျအဲ့တော့တိမ်မောင်တို့ကတော့ဒီ hero skin ငါးကောင်ထဲမှာမှာ base skin ကိုအကြိုက်ဆုံးလဲဆိုတာကိုကျွန်တော်ကိုမန့်လေးထဲမှာမန့်ခဲ့ပေးပါဦး okay အဲ့တော့ဒီနေ့ video လည်းဒီလောက်ပါပဲ video လေးကိုအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ရှင်းတဲ့အောင်တယ်ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲပိုင်ပိုင်ပါကျွန်တော်ရဲ့ next video ကြမှာပြန်လဲဆုံတွေ့ကြပါမယ်ဗျာ